ကျွန်တော်နဲ့တေချောင်းကြံစင်ဖို့ဒီခေါင်းစဉ်မျက်နှာနဲ့လန့်သွားမလားမလန့်ပါနဲ့ခမကျွန်တော်ကတေချောင်းကြံခြင်းမဟုတ်ပဲကျွန်တော်ကသာတေချောင်းကြံညာခြင်းဖြစ်၏ဘယ်သူတွေကဘယ်တော့ကကျွန်တော်ကိုတေချောင်းကြံစီတာလဲသိမကြသေးပါဘူးခမလွန်ခဲ့တဲ့၄နှစ်ကျော်လောက်ကပါဘယ်သူတွေကလဲဟုတ်ကဲ့ကျွန်တော်ရဲ့ညီကိုလိုချစ်ခင်ရပါလေသော မြင်းငယ်တငယ်ချင်းများသာဖြစ်ပါတယ်။သူတို့နာမည်ပြောလိုက်ရင်မိษွေတို့ချက်ချင်းသိပါလိမ့်မယ်။တခြားသူများတော့မဟုတ်။ယခုဟက်နှလုံးအိမ်မဂ္ဂဇင်းကတာဝန်ခံအယ်ဒီတာတစ္ဆာပိုင်ဆိုးနဲ့စုပြောတစ်ခေတ်မှာစုရီအများကြီးရခဲ့တဲ့အောင်ပင်လေအောင်ကိုဦး။နောက်ပြီးတော့11 channel မှာဒီဇိုင်းလုပ်တဲ့စိုးသက်ခိုင်းမူကင်းဒီဇိုင်နာတန်းစော်တက်နဲ့အပေါင်းအပါတို့ပဲဖြစ်ပါတယ်။ဒီနာမည်စင်းကိုကြည့်ပြီးမိษွေတို့အံ့ဩတင့်သွားကြပေလိမ့်မည်။ ဒီမြောက်လောက်ခင်မင်းနေကြသူတွေကအကြည့်တော်ကိုဘာကြောင့်တေချောင်းကြံကြတာလဲအဖြေကတခုတည်းဖြစ်ပါသည်စောင့်မြင်ကလို့ဖြစ်ပါသည် အကြည့်တော်ကသူတို့အမြင်ကအောင်ဘာသွားလို့လို့လဲဒီလူကြီးကတောင်မကျိုးဘူးကဟိုတနေ့ကငါစီက secret ကိုမျက်နှာထားကြီးနဲ့ယူတော့ပြီးပြန်မပေးဘူးဟုတ်တယ်တလောကငါကြိုက်နေတဲ့ကောင်မလေးကိုမျက်လုံးစင်းကြီးနဲ့ထိုင်ကြည့်နေတာများ အခိုးတွေကိုဥလို့ငါမျက်စိနဲ့တက်အမြင်နဲ့ ဒီလူကြီးကိုဒီတိုင်းဆက်လွတ်ထားရင်အမှုဖြစ်ကိမြင်နေဒါရင်ပဲကမလဲဗျာကျွန်တော်ကိုကာရာအိုကေမှာတချင်းသွားဆိုရအောင်ဆိုပြီးခေါ်သွားပြီးတော့သူ့ကြီးပဲလှိမ့်ဆိုပြစ်သွားတာပတ်စံရှင်းတဲ့အခါကျမှကောင်လေးရှင်းလိုက်လေတဲ့တဲကြောတဲ့လူကြီးပဲတလောကလည်းငါကောင်မလေးဝက်ချံပေါက်လို့ပေးမလို့ဝယ်ထားတဲ့မကြီးကဒီလူကြီးစနေတုံးလုပ်ပစ်ခဲ့တာဒါဘာဟုတ်အောင်မလဲကွာတနေ့ကငါဝှက်ဖို့လျှော်ထားတဲ့အင်းကြီး ဒီလူကြီးကခက်တီတီနဲ့ကောက်ရှိုးသွားတာနက်ခွက်ကသူ့အပ်ထားတာရှိတဲ့အတိုင်းပဲဟုတ်ကဲ့ဒီလိုမျိုးကိုကျွန်တော်ပြင်မှုအလွန်ကြီးရပါသည်ဒါဆိုဘလို့လုပ်မလဲ343လမ်း BE ဆိုင်တွင်လက်မရွတ်ငတိ5ဦးခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေကြခြင်းဖြစ်၏သူ့ဝင်ခေါင်းရင်မင်းညိပြီးထွက်ပြေးမယ်ကွာဟာသူ့ဝင်ခေါင်းရင်ကဟာလာဟင်းလင်းကြီးဟာဘလို့လုပ်မီးရှို့လို့ရမှာလဲအေးလေ ူတို့တအိမ်လုံးမီးရှို့တာတော့ထမင်းတစ်လုံးကြက်မှမဟုတ်တဲ့ဟာပြီးတော့ဘွက်ကြီးပဲအမ်အဲ့ဒါဆိုအရက်နင်းကန်တိုက်ပြီးအန်ဘက်ဆိုတည်အောင်ဆိုရင်ရောအဲ့ဒါလည်းမစင်စားနဲ့အရက်သားတိုက်လို့ကတော့မင်းမိဘစီးစိမ်မှာပြုတ်ပြုတ်ပြုံးသွားမယ်ဒီလူကြီးကဘာမှဖြစ်မှာမဟုတ်ဘူးဒါဆိုရင် ကောင်းမလေးတယောက်နဲ့မျှားခေါ်ပြီးအမှုဖြစ်အောင်လုပ်ရင်ရောဟာဒီလူရုပ်ဒီလူရည်နဲ့ဘဲကောင်းမလေးကတိတ်ခါအကြခံပြီးအမှုဖြစ်ချင်မှလဲကွစဉ်းစားကြည့်ပါဦး အားလုံးငြိမ်ကြသွားသည်အကြည့်တော်ဆိုသည့်ငတိကိုသူတို့ဘလို့ကြောက်ချရမှန်းမသိဖြစ်နေကြသည်ဖြစ်လဲဖြစ်ရှင်စရာထိုစဉ်ကကျွန်တော်အကြည့်တော်မှာပိုင်ဆိုင်နာဆို၍ပစိုးတကွင်းမင်မရှိသူများအဝတ်တွေဝတ်ပြီးခက်တီတီနေနေတာနေစရာအိမ်ကလည်းမရှိကျွန်တော်အကူကိုဆန်းနဲ့ကတ်နေဤကျွန်တော်အကူကိုဆန်းကလည်းသူတို့ဆရာဖြစ်နေတော့ကျွန်တော်ကိုကြည့်မရတော့လဲဘာမှလုပ်ရမရကျွန်တော်အာမတက်တာရွေ့တာအချိုတက်ပေါင်းနေရတော့လဲ သူတို့စိတ်ထဲအထက်ပါပြမှုများကြောင့်လုံးဝမကြည်လင်ကျွန်တော်ကလည်းကျွန်တော်ပင်သူတို့ချက်ကြွေးတာပေပေနေနေစားပစ်သည်ပြီးလျင်ဘာမှမလုပ်ဘဲအိတ်နေသည်ညနေသူတို့အရက်တောက်လျင်ဗိုက်တောက်သည်တောက်လျင်လည်းသူတို့ထက်ပိုအောင်တစ်ခွက်နဲ့နှစ်ခွက်ဖိုးတောက်သေးသည် သူတို့ပြီးသွားလျင်ကျွန်တော်ကမပြီးသေးအိမ်ကိုပါဆယ်ထုတ်လာသေးသည်ပြီးလျင်ဒိုင်းကြောင်တွေထိုင်ပြောသည်ကဲဘယ်နဲ့အမြင်ကြည်လင်စရာအပေါက်ရှိမတော့ ထို့ကြောင့်ကျွန်တော်ကိုဤကဲ့သို့တေချောင်းကြံစီနေကြခြင်းဖြစ်သည်မြမကောင်းထက်ပင်အခွင့်မာသောကျွန်တော်ကိုမိသောအမကြံစီ၍မဖြစ်သို့တော်လည်းသူတို့ကံကောင်းသောတစ်နှစ်ရောက်လာပါသည် ထို့နေ့ကဟာနနဆောဆစီအပေါ်သွားချိန်တွင်ကျွန်တော်စီးတဲ့မှနီးရဲသောသွေးများမြင်၍ကျွန်တော်လန့်သွားရပါသည်ထို့ကြောင့်ကိုစန်းကိုစန်းဒီမှာလာကြည့်စမ်းပါဦးဆိုတော့ကိုစန်းကလည်းလာကြည့်ပြီးဟာ တွေးတွေတွေးတွေပါလားကိုဆန်းလဲလန့်သွားသည်မင်းမင်းဘာဖြစ်တာလဲကွမတည်ဘူးလေစီးသွားလိုက်တာတွေးတွေပါလာတာပဲဒါဆိုဘလို့လုံးမလဲစီရင်သွားပြမှာလားနေဦးလေဘာဖြစ်မှန်းမှမသိတာတရက်လောက်စောင့်ကြည့်အောင်မထို့ကဲ့သို့ကျွန်တော်စီရဲသွေးပါလာသည်ဟူသောကိစ္စမှာချက်ချင်းပင်ပြန့်နှံ့သွားပါသည်ထိုသတင်းသည်ကျွန်တော်ကိုတေချောင်းကြံစင်နေသောဟိုငတိတွေအတွက်သတင်းကောင်းပင်ဖြစ်နေလေတော့ဤဒါအကွက်ကောင်းပဲ အောင်ကိုဤစကားထိုစကားကိုတစ္ဆာပိုင်ဆိုးကဘလို့လုံးမှလဲဘလို့လုံးမှလဲကွဒီလူကြီးကိုစိတ်တကြအောင်လှုပ်ပြီးအမဲ့ချွေချွေရမယ်ခေါင်းလေအားလုံးစုကုန်ပြီဘလို့စလုံးမှလဲဒီလူကွနောက်တနေ့မနေ့အစောကြီးအိမ်တို့အောင်ကိုပြက်ပြားတည်းရောက်ချလာသည်ခုเสียဘလို့ဖြစ်လာလဲကျွန်တော်သတင်းကြလို့ချက်ချင်းလိုက်လာတာအေးကွာဘာဖြစ်လဲမသိပါဘူးအရက်တော့များလို့လာပဲ အောင်ကိုကမျက်မှောင်ကြုံသွားပြီးအာဒါတော့မဖြစ်နိုင်ပါဘူးအရက်တော့များတာကကျွန်တော်တို့လည်းများတာပဲပြဆန်းကျွန်တော်ကိုအပေါ်သွားပြဆန်းကျွန်တော်ကြည့်ကြည့်မယ်ကျွန်တော်ကအတွေ့အကြုံရှိတယ်ဟုတ်တယ်ဒီကောင်ကအတွေ့အကြုံရှိတယ်သူ့အဖေလည်းထိုးယောဂမျိုးနဲ့ဆုံးခဲ့ဘူးဤကျွန်တော်ကသာအာငါမှအပေါ်မသွားခြင်းသေးတာဒါဆိုလဲရေမြများများတောက်လိုက်လေကျွန်တော်ရေခတ်ပေးမယ်ဟုဆို၍ကိုယ်တိုင်ရေသွားခတ်ပေးဤ ရေခက်ပေးသည်ဆိုတော့အာနန္ဒာနဲ့တောက်ချလိုက်ရသည်ဒါကိုငတိကစိမ့်စိမ့်ကြီးကြည့်ကကြပြီလားအနေပါအောင်ကွာအခုရေကအခုမှတောက်ရတာဒါဆိုလဲနောက်တစ်ခွက်ဆက်ချလိုက်ဆို၍ရေကိုငခြင်းဖန်ခွက်မောက်မောက်ကြီးတွက်ခတ်ပေးပြန်သည်နှစ်ခွက်တောင်ဆိုတော့ရင်အောင်ပြည့်စင်သွား၏အရက်သာဘလောက်တောက်တောက်ရင်မပြည့်ပဲရှော့ကနေရှော့ကနေနေတာရေစစ်စစ်ကြီးကြတော့နေနေလို့မနှဲကလော်ကလပ်ပြီးမြိုချနေရတယ် နောက်တစ်ခွက်ဆက်ကစ်လိုက်မလားတော်တော်ပါပြီကွာနောက်တစ်ခက်ဆက်ခတ်ပေးနေရိမနေတောင်းမှန်နေရသေးဤဒါကိုငတိကတော်ပြီဆိုလဲပောက်ပြတော့လေဗျာဆိုတော့ကျွန်တော်မျက်လုံးပြုတ်သွားပြီဟာကောင်ရှူးပောက်တာဘုံမိုင်းကောင်းလှဲ့ဖွင့်တယ်လို့လွယ်တာမှမဟုတ်တာခဏတော့ဆောင်းအောင်ပေါ့ကွာငတိကဘာမှမပြောတော့ပဲကျွန်တော်နားဆောင်ကြောင်ထိုင်ကဒူးပေါ်လက်တင်လက်ကောက်ဝတ်နှစ်မေးကိုတောက်ထောက်ပြီးပြွေကြီးဆိုင်ကြည့်နေဤ အတန်ကြာတော့တီးမခံနိုင်တော့ဘူးထင်ဤခမားကြီးဘုံမှန်ကောင်းကမပွင့်သေးဘူးလားတန်ကြီးမြောက်ကိုက်နေပြီလားဆိုပြီးမေးဤကျွန်တော်လဲစိတ်ညစ်ညစ်နေပင်ကဲလာကွာဟုဆို၍သူ့ကိုခေါ်သွားလိုက်သည်မတိကစိတ်အားထက်သန်စွာအိမ်နာတဲ့အထိလိုက်လာဤကဲဟောဒီမှာကြည့်ခုဆို၍ကျွန်တော်ဘုံမှန်ကောင်းဖွင့်ပြအဲအဲလေအပေါ့သွားပြတော့ညည်းနေတော့စီးမြားကိုကြည့်ပြီးမတိမျက်လုံးကြီးပြူး ပစက်ကြီးဟသွား၏ပြီးမှတလုံးနေသောစကားကိုအတန်ကြဲကြဲရေရွတ်၏ဒင်းဤဘိုးကဲပါဝါကလည်းကောင်းတော့ force ကြီးဟိန်ထွက်လာသည်တခွန်းနဲ့ကင်စာဟင်သူ့စကားကြားစဉ်နဲ့ကျွန်တော်သဘင်မွေးများထောင်တက်သွားရ၏ပြီးတော့မယုံသလိုနှင့်ပြန်မေးလိုက်မိသည်ဘာရဲ့ငတိကတပြင်းကိုချပြီးထပ်မံရေရွတ်ပြန်သည်အတန်ကတော့အဟိမ့်မပြတ်ကင်စာ ကျွန်တော်မျက်နာကြီးမိမြဖျို့ဖျဲဖြစ်သွားမိကိုမခံမှန်းတတော့ပါဒါကုံငတိကဝမ်းနဲ့ကြည်ခွဲသော မျက်နာမျိုးနဲ့မျက်ခုံးနှစ်ဖက်ရဲ့အလဲကိုလက်နှစ်တမင်ဆွဲရင်းကျွန်တော်အဖေလည်းဒီလိုပဲငငယ်ရွယ်ရွယ်နဲ့ဖျက်ပစ်ခဲ့ရတာဟင်သူ့စကားကြောင့်ကျွန်တော်အာမေရိတန်ကြီးဟိမ့်ထွက်သွားရ၏တွားပြီလူဖြစ်ရှုံးပြီအတွေ့များကကပောက်တိကပောက်ချာ ဝင်လာ၏ထိုတွေ့များတဲ့တွင်ခေါင်းပြက်နေသောတီကောင်ကြီးလည်းပါ၏ ီကြကွေးကိုဆွဲချိုးနေသောလက်မေးကြီးနှစ်ဖက်လည်းပါ၏ခေါင်းပြက်နေသောလက်ထီးကြီးလည်းပါ၏အင်ဂူလီမာလာ၏လက်ဘင်းနှင့်ချိတ်ဆွဲထားသောလက်ညှိုးများလည်းပါ၏သူ့ဖေလည်းဒီယောဂါကြောင့်ငငယ်ရွယ်ရွယ်နဲ့ဖြတ်ပစ်ခဲ့ရတာတဲ့နောက်မှအသေးချာစဉ်းစားကြည့်ပြီးနေပါဦးမင်းဖေကငငယ်ရွယ်ရွယ်နဲ့ဖြတ်ပစ်ခဲ့ရတာဆိုတော့မင်းတို့ကဘလို့မွေးလာတာလဲလေဥဥပြီးမွေးလာတာလားဆိုတော့မှငတိကမျက်နာမမနဲ့ ကြောက်ကက်ဖြတ်ထုတ်ပြရတာကိုပြောတာဗျကြောက်ကက်ဖြတ်ထုတ်ပြရတာကိုပြောတာဟွန်းလူကြီးကအတွေးခေါ်ကအဲ့ဒီနာတဝိုက်ကအတက်ဖူးဟင်ဒါဆိုငါငါလဲကြောက်ကက်ဖြတ်ထုတ်ပြရမှာပေါ့ကျွန်တော်ဤအမေဒါကိုငတိကအတိတ်ကိုပြန်တတိယသွားသလိုနဲ့မျက်နာကိုခလေးငိုသလိုနောက်ပြီးတော့ဥသိန်းဥမပြီးတော့ပစိုးရန်တရွရွနဲ့ကလိသာတွေပါကုံသွားတယ်ထို့နောက်ငိုချလိုက်ပြီး ကျောက်ကဖြတ်ထုတ်လိုက်တော့လေမကောင်းပါဘူးဗျနောက်ဆုံးကြတော့သေတာကသေတာပဲဟင်သူ့စကားကြောင့်ကျွန်တော်မှဖင်ထိုင်လဲကြမတက်ဖြစ်သွားရဤတွားပြီငါတော့တွားပြီပေါ့နဖူးမှဇောချွေးများစိတ်ထွက်လာသည့်အထိကြောက်လန့်နေမိသည်မျိုးလုံးကလည်းဟိုဘက်လှဲ့လည်းမမြင်ဒီဘက်ကြည့်လည်းမမြင်နှင့်ဝေဝါးနေပြီလေနေအောင်ဗျာခမည်းတော်တကယ်တည်မတည်ဓမ္မန်တွားရိုက်ကြည့်ရရအောင် အဲ့ဒါဆိုရင် တော့အဖြစ်ရှင်းသွားလိမ့်မယ်မတည်ဖို့ကတော့ရာခိုင်နှုန်းနည်းတယ်အားမရှိစွာနဲ့ပဲဆရာဝန်တယောက်နှစ်ပြပြီးရွှေဘုံသားအလယ်လမ်းရှိဓမ္မံစေကံတစ်ခုတို့ခေါ်သွား၏ဓမ္မံရိုက်ပြီးသည့်နှစ်ဓမ္မံဖလင်ကိုဆွဲယူ၍ထောင်ကြည့်လိုက်ပြီးယင်းကြောက်ကတလုံးမရှိတော့ဘူးဗျာလူကတုံမာတက်သွား၏ကြောက်ကတလုံးပျောက်သွားပြီတဲ့ကျွန်တော်လဲကရုံကရင်နှစ်ဟုတ်ရလားအောင်ကိုရာ ဓမ္မံကိုငါ့ကိုပြစမ်းမှာဆိုတော့ငတိကဓမ္မံဖလင်ကိုစာအိတ်တိတ်ထဲသို့ထိုးထည့်ပြီးအိုးအနှိဋ္ဌာယုံနေမကြည့်ပါနဲ့စိတ်သက်ကြပြီးခောက်ကနေဖြစ်သွားအောင်မယ်လာလာခမည်းကိုကျွန်တော်အထူးကူတယောက်စီကိုခေါ်သွားမယ်အဲ့ဒီအထူးကူကငါ့ကိုပြောင်းကုပေးနိုင်လို့လားဟင်ကျွန်တော်ရဲ့အာဂုရကြီးအမေဒါကငတိကမျက်မှောင်ကျုံလိုက်ပြီးအဲ့ဒါတော့မသိဘူးကျွန်တော်အဖေလဲသူ့ကုလို့တည်ခဲ့တာပဲဗျာ ကြောက်လွန်းလို့ဗဇက်ကအကျယ်ကြီးဟပြီးငိန်နေမိသည်သူ့အဖေလည်းဒီဆရာဝန်ကြီးနဲ့တေခဲ့တာတဲ့။အော်အားရစရာကြီးပါလားနော်။ဒါကုံမင်းငတိကဆက်၍မစိုးရင်မှနဲ့ဒီဆရာဝန်ကြီးကတဲ့စိတ်ကောင်းတာ။ဘဲဘယ်ဘလိုများစိတ်ကောင်းတာလဲ။ကျွန်တော်ဤအမေဒါကုံငတိကအားရဝမ်းသာအတန်ကြီးနဲ့သူ့ကုလို့တေတဲ့မသား။သူ့ကိုယ်တိုင်အတုပလိုက်ပို့တာဗျ။ဟင်သူ့ကုလို့တေတဲ့လူကိုသူ့ကိုယ်တိုင်အတုပလိုက်ပို့တယ်။ ေးလေဗျာစိတ်မကောင်းဘူးလားဆရာဝန်ထဲမှာတော့ရှားပါပဲอืมဒီနေ့တော့သူ့ကိုတွေ့တွေ့မှတွေ့ပါမလားမသိဘူးအခြားစည်းကမ်းများထိုင်နေလို့လားမဟုတ်ဘူးလေအာတုဘကပုကနေ့တိုင်းရှိတာဆိုတော့อืมဒီချိန်သွားရင်တော့တွေ့မှတွေ့ပါမလားလို့ဟင်ကျွန်တော်တကောလုံးတုံတက်သွားဤကြည်လေပြောပုံကိုဆရာဝန်ကြီးကသူကုလို့တည်တဲ့မသားသူကိုယ်တိုင်အာတုဘပို့တယ်တဲ့နောက်ပြီးအာတုဘပို့ကလည်းဆရာဝန်ကြီးအတွက်နေ့တိုင်းရှိတယ်ဆိုပါရောလား ဩပျော်စရာကြီးပါလားနော်တေးဦးလူမျိုးသားဆိုရင်အနက်ရောင်ဝမ်းဆက်ချွတ်ရမှာကိုမဟုတ်ဘူးကဲကဲလာလာသွားရအောင်အောင်ကိုဤစစ်စော်မှုကျွန်တော်ချိနဲ့စွာထရက်လိုက်သည်ဟိုရောက်တော့ဆရာဝန်ကတကယ်မရောက်သေးစေးပေးတဲ့ nest လေးတွေမေးကြည့်တော့အားရစရာအဖြေကိုကြားရသည်မိသူကြော်ကနှစ်နာရီလေဒါကြောင့်၃နာရီမှစေကန်ဖွင့်တာတဲ့ဩညနေစေကန်ဆိုတာဒါမျိုးကို စိတ်ကောင်းတဲ့ဆရာဝန်များညနေစေကမ်းမှဖွင့်သလားပဲနော်။၃နိုင်လောက်ကြတော့ဆရာဝန်ကြီးချွေးတန်တရရွယ်နဲ့ရောက်လာသည်။ဟေ့မနှက်ပြန်အတွက်ဖိတ်စာရောက်ပလားဟေ့။ဆိုရင်အခန်းထဲဝင်သွား၏။ကျွန်တော်တို့ကသူ့နောက်မှလိုက်၍အခန်းထဲရောက်တော့နတ်တယောက်ကဖိတ်စာလာပေး၏။ဥထုံးမြိုင်အသက်43နှစ်ရေဝေးတုတ်တန်တွင် နေ့လယ်နှစ်နာရီမီးသကြိုမီတဲ့။ဆရာဝန်က ဖိတ်စာကိုသူ့အိတ်ထဲထိုးထည့်ပြီးဘာဖြစ်လဲပြော။ ဆိုတော့အောင်ကိုကဖြတ်ပြီးဆရာကျွန်တော်ဥအောင်မြင့်သားလေဆရာဝန်ကမျက်မှောင်ကြုံပြီးအေးဆရာလည်းလူများလို့မမှတ်မိတော့ဘူးဆရာကုလည်းလို့ဆုံးသွားတဲ့အထဲမှာဥအောင်မြင့်ဆိုတာနင်းမှမနေပဲကိုကဲကွာကိုင်းစိုးစင်းဘယ်တော့ကဆုံးလာလဲအင်းအားရဆရာကြီးပါလားနော်ပြီးခဲ့တဲ့၃နှစ်လောက်ကလေဆရာဝန်ကခေါင်းတငိမ့်ငိမ့်လှုပ်ပြီးဖောက်တယ်တွေပဲဂရုစိုက်ရမှာပေါ့ ခုဆိုရင်ကျွန်တော်ကျွန်တော်တို့ဘက်လှဲ့ကကဲဘာဖြစ်လဲပြောကျွန်တော်အဖြစ်မပေးခင်အောင်ကိုကဖြတ်ပြီးသူကစီးသွားရင်တွေးတွေပါလို့ဆရာဟေးဆရာဝန်မျက်လုံးပြူးကြီးနဲ့ကျွန်တော်ကိုငေးကြည့်နေသည်အတော်ကလေးကိုကြားမှတပြင်းချပြီးဘာမှမပူနဲ့ဆရာကိုယ်တိုင်လိုက်ပုံမယ်ဟုတ်လားဗျာမျက်လုံးတွေပြထွက်သွားသည်ပြီးတော့ကြောင်တောင်တောင်နဲ့ဘေးပြီးလိုက်ကြည့်နေမိသည် ကြည့်တော့ကြည်ညာလဲဘာကိုမှ မတဲတဲမကွဲကွဲမမြင်ရခေါင်းတွေလည်းတရရိပ်နဲ့မူလာသည် အလိုလိုနေရင်းဇောချွေများမျက်ရည်များစိတ်ထွက်လာ၏ဒါကိုကြည့်ပြီးဆရာဝန်က လူနာအချင်းတွေမကောင်းဘူးထင်တယ်အိမ်ပြန်တည်သွားကြပါဟိုးစာဖြစ်ရင်တော့အကြောင်းကြားလိုက်တလားဟိုးစာဆိုတာစုံးရင်လို့ပြောတာဖြစ်လိမ့်မည်စေကန်းကပြန်ဖက်တော့ပြောသေးသည်နွေနွေထွေထွေထားပါဗျာလူနာရဲ့နောက်ဆုံးခရီးကိုဘယ်ယူဆက်လိုက်ပါကြားလား အဲ့လိုပြောတော့လူကချိပါချိကျင်သွားသည်အဲ့ဒီတော့မှလူကဟိုနားကနားသလိုဒီနားကအောင့်သလိုနဲ့တယိုးတရီဖြစ်လာတယ်နားထဲကလူတွေကလည်းတဝီဝီထွက်လို့ဟိုကောင်ကလည်းဆရာဝန်အောင်အိမ်ပြန်တဲ့ခိုင်းပြီဆိုတော့တကယ်တေကန်နီးလူလိုကိုဂယုစိုက်တာကားစီကတော့အနောက်ကတိုင်းဖက်ထားသေးတယ်နောက်ပြီးကြောလေးတက်ရင်တက်ရင်နဲ့အာတင်ဟာကုဆရာအိမ်ရောက်မှပိုးစိုးပဆက်ဖြစ်လဲကိစ္စမရှိဘူးကားပေါ်မှာတော့လူမြင်မကောင်းဘူးတလားဩ ချစ်လွန်းလို့အားပေးရှာတာလူကိုမသေးသေးအောင်လုပ်နေတယ်လို့ပါပဲလားနော်ဒီလိုနဲ့အိမ်ရောက်တော့ဟေ့ကိုကြီးပြန်လာပြီဟေ့အဲ့ရတွေပြင်းစောင်းနေခင်းအင်းကြီးအစ်စ်တွေနန့်သားတွေအမွှေးတံတွေရှာထွန်းထားကြဟိုကောင်တရားဝေဖွင့်လေကွာဆိုပြီးကျွန်တော်ကိုအဲ့ရပေါ်အတင်းဆွဲတင်တယ်နေအောင်ဆိုလည်းမရဘူးပြီးတော့စောင်းအထူကြီးတွေခြုံပေးတယ်ဟေ့အောင်နေငါမီးရချန်ထနေတာလည်းမဟုတ်ဘူး ဒီလောက်နွေရာသီကြီးမှာဒီဆောင်ထူကြီးတွေခြုံထားရမယ်ဆိုတော့ငါ့ကိုအသေးအသက်နေသလားပဲကွာကျွန်တော်စကားကိုငတိများကဒါဆရာဝန်ညွှန်ကြားချက်ပဲကိုဆရာလည်းကြားပါတယ်လူနာကိုနွေနွေထွေထွေထားရမယ်ဆိုတာလေသူ့ဆောင်ခြုံထားရတာနဲ့တင်ဇွဲဇောချွေးတွေထွက်လာပြီးလူက အားရီကုံမျိုးလုံးတွေပြလာသည်ပြီးနောက်အချင်းချင်းလက်ကုပ်ပြီးကျွန်တော်မမြင်နိုင်သောကျွန်တော်ခေါင်းရင်တက်တက်လာပြီးဘက်နဲ့လဲ ဆရာဝန်ကမရတော့ဘူးတဲ့ဟင်ဒါဆိုရင်သိပြီပေါ့အေးလေဒါပဲရှိတော့တာပေါ့ဆိုပြီးတူ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 နဲ့မကြားတကြားလာပြောသေးတာပြီးတော့အားလုံးစုပြီးသူတည်မယ်ဆိုတာသူ့ကိုပေးမသိစင်းနဲ့နော်အေးပါကွာစစ်ချသူတည်သွားတာတော့သူတည်မယ်ဆိုတာမသိရစေရဘူးဆိုပြီးတိုင်မင်သေးသည်ပြီးတော့ပြုံး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 နဲ့ပြန်တက်လာပြီးကိုစရာအေးစင်းနော်နွေးနွေးထွေးထွေးနေ အေးစေးနှွေးထွေးခလေးမွေးပေါ့ဗျာဟုတ်ဘူးလားဆိုပြီးဆောင်းလေးခေါင်းကြီးခြုံလို့ခြုံပြီးရင်ဘတ်ပေါ်ခေါင်းအုပ်နဲ့ဖိလို့ဖိပြီးစသဖြင့်အစွမ်းကုန်ကိုပြုစုနေကြသည်မလုတ်ပါနဲ့ဆိုလဲမရကိုဘသာကိုအေးအေးစေးစေးနေပေးရစီဆိုလဲမရနဲ့ခြေစုပ်လက်နယ်ပြုတ်လုဟန်ဆောင်ပြီးပဲပဲနဲနဲကိုတွင်နေကြသည်ဤသို့ဖြင့်ညနေဆောင်သို့ရောက်တော့လုံးဝထင်မှတ်မထားသောဒုတိယအိမ်ပေါ်သို့ရောက်ချလာလေသည်တစ္ဆာပိုင်းဆို ဂတိကလွယ်ကလေးဘေးချပြီးလွန်စွာအိုလာသောသူ့မျက်နှာကို ပို၍အိုချလိုက်ပြီးကျွန်တော်အထင် မျက်ခုံးနှစ်ခုကို တိတ်နဲ့ကပ်ပြီးစွဲထင်ထားသလားမှတ်ရတဲ့မျက်နှာမျိုးနဲ့တရင်ကြကြချင်းထွက်လာခဲ့တာကိုစရာရဲ့နောက်ဆုံးမျက်နှာမမြင်လိုက်ရမှာစိုးလို့ဩအရင်မျက်နှာရောရှိလို့လားဟင်ငတိကခေါင်းတညင်းညင်းလှုပ်ပြီးရှိတယ်လေအရင်မျက်နှာနဲ့တေကန်နီးလူမျက်နှာတူမမတူတာကိုစရာမျက်နှာကတော့ အခုကြည့်ရတာဝင်းနှုတ်နေတာပဲတောက်မင်းတို့လောက်တန်နေတယ်နေရင်းမြန်အောင်တိပစ်ချင်တော့တာပဲဆိုတော့မှငတိကတဟဲဟဲဖြင့်ရဲရင်อ๋อဒီလိုလားဒါဆိုဟုတ်မဟုတ်သိရအောင်တွားစော်ကြည့်ရအောင်ပုဆိုလိုက်ရကြံသည့်သူများကဟဲ့ရလူနာကိုအရက်တိုက်လို့ဖြစ်ပါမလားအေးလေကြည့်လို့အောင်နော်တော်ကြကိုလက်ပေါ်အသက်ထွက်သွားမှ ဟုတ်ပေဖြစ်နေအောင်မယ်ဟုတ်တိုးတိုးပင်တိုင်မြင်ကြသေးဤဒါကိုကျွန်တော်ကပင် ငါတည်ရင်မင်းတို့လိုမတမာသူတွေရဲ့လက်ပေါ်မှာတော့မတည်ပါဘူးကွာပဇင်းရိုးပဲသွားတည်ပြစ်မယ်ဒီတိုင်းတည်မဲ့အစားအရက်ကလေးတမြုံမြုံစုပ်ပြီးငုတ်တုတ်ကိုတည်ပြစ်မယ်ဖုဆို၍ကိုရိုင်းဦးဆောင်ကအရက်ဆိုင်တို့ချီတက်ခဲ့လေသည်ငတိတွေကအနောက်မှမအေးပြောင်းနေသော ခွေးလေတစ်စင်းတို့သော မျက်နှာမျိုးနဲ့ကုတ်ချောင်းကုတ်ချောင်းလိုက်လာကြ၏အရက်ဆိုင်တို့ရောက်ပြီးအရက်တစ်ခွက်နှစ်ခွက်ဝင်သည်နှင့်စိတ်ထဲအနှဲငယ်တော့အတက်လာရ၏ ဟိုလေးကောင်ကတော့အရက်ကလေးတမျက်မျက်တောက်ရင်ကျွန်တော်ကိုဆွေကြည့်နေကြသည်အရက်ကိုအရသာခံနေတာလားကျွန်တော်မျက်နာကြီးကိုအရသာခံနေတာလားတော့မပြောတတ်သူတို့မျက်နာများကလည်းတနာနေတာလားဝမ်းမဲတာနေတာလားမသိကြည်နူးတဲ့ယောင်ကြည်ကွဲတဲ့ယောင်နှစ်နှစ်ပေါင်းများစွာကွဲသွားသောယောက်ကမဟောင်းကြီးအားငွေတို့ပိုက်လျက်ရုတ်တရက်အရှင်လက်လက်ပြန်မြင်လိုက်ရသည့်မျက်နှာမျိုးရီဝဝေနှင့်ပျော့ပျော့ကြီးငေးနေကြသည်အရက်တစ်ပိုင်းလောက်ကြာတော့မ တစ္ဆာပိုင်းဆိုကတည်ရင်ပြီးပြီသူစကားကြောင့်ကျွန်တော်အလန်တကြားသူ့ကိုပြန်ကြည့်မိသည်ကိုဘွားကိုကိုပြန်တရိယာပြီးခုနကတောက်ထားတာတွေတောင်ဘယ်ရောက်သွားမှန်းမသိကြောက်စိတ်ကငယ်ရိတ်ကိုပြန်ဆောင်ဤသူကသာကျွန်တော်ကိုမကြည့်ပဲဒီလိုဆိုကြတာကိုဖျက်ဆိုပြီးလွယ်ဤထဲမှဆေးဘောလေးကိုထုတ်ပြီးမင်းညိလိုက်သေးဤပြီးမှခုနစကားကိုပြန်ဆက်သည် post modern သဘောတရားနဲ့ပြောမယ်ဆိုရင် နေဝင်ချိန်ကနေတိုင်းရှိပေမဲ့နေဝင်ချိန်ကို နေတိုင်းမမြင်နိုင်ဘူးမနေ့ခင်းတိုင်းရှိပေမဲ့မနေ့ခင်းတိုင်းကိုမကြုံနိုင်ဘူးဒီလောက်ထောင်းလင်းတောက်ပနေတဲ့နေမင်းကြီးတောင်နေကြက်တာကြုံရသေးတာပဲကိုကြီးရာသူဘာပြောလို့ပြောနေမှန်းကျွန်တော်မသိထို့ကြောင့်ဇဝေဇဝါဖြင့်ဘာဘာဘာပြောနေရလဲဟင် ဆိုတော့မှငတိကပြုံးပြီးဘဲဥတလုံးပြုတ်ရင်ဘလောက်ကြမယ်ဆိုတာမသိနိုင်တယ်လို့ ဘဲဦးအလုံး30ပြုတ်ရင်လဲဘယ်နှမိနစ်ကြာမဲဆိုတာမသိနိုင်ဘူးအဲ့ဒီမသိခြင်းကိုက post modern ရဲ့အမှန်တရားပဲသူဆက်ပြောလိုက်တော့စကားကြောင့်ကျွန်တော်ပို့၍ခေါင်းရှုပ်သွားရသည်ထို့ကြောင့်ဘာကိုဆိုလိုတာလဲဟင်ဆိုရမဘေးနာက အလဲပန်းဒီဇိုင်နာစိုးသက်ခိုင်ကလွန်စွာတေလာသောလူတေနာပြန်တေမျက်နာကြီးနဲ့ကိုယ်ဆရာကိုတေလူလို့ပြောတာအော် ငါကဟုတ်လားဒီလိုဆိုတော့လေအရှင်းသားပါလား postmodern နီးနေကြမှာဒါဘာလို့လာရှုပ်နေရတာပါလဲမိုးကုတ်စပိုင်းနဲ့တမင်တကောင်ကို တွဲလျက်မမြင်နိုင်သလို အတိတ်ကံနဲ့အနာဂတ်ကံကိုလည်းဘလို့မှဆက်ဆက်လို့ရမှာမဟုတ်ဘူးမြင်းနီလန်းဆိုတာကလည်းမြို့ကြီးပြကြီးနဲ့မပတ်သက်ပါဘူးဒီလိုပဲကြာပန်းပွင့်ကိုရေမွေးစွန့်နေတော့ရောတမိုင်းကဘာဖြစ်မှမဟုတ်လို့လေကွ အာဘာတွေလဲဟာ စိုးသက်ခိုင်က ကိုလူမကြခင်တရားတော့မလို့စိတ်မကောင်းဘူးလို့ပြောတာ။အော်ရွရွပြောလဲရရဲသားနေကိုနော်။ပို့စ်မော်ဒန်ကဗျာဆရာများလို့ပေါ့။ဒါကငတိကမပြီးသေးဘူး။အရက်ကလေးမူလာတာနဲ့ကဗျာဆရာစိတ်ကတားမနိုင်ဝင်ပြီးစီးမရမှုတားမရတော့အိမ်မက်မပါတဲ့မိရထားကို အလန်နီပြထားတော့လဲဘာထူးတော့မှလဲ။ ဇထားကဘူတာကိုလွန်လို့ကောင်းငိုတောင်ပြန်တက်နေပြီလေတိမ်တိုက်တွေကိုတောင်ကခုန်နှင်းလို့အေးအဲ့ဒါလဲငါတိမ်မယ်လို့ပြောတာပဲလားဟင်တစ္ဆာပိုင်ဆိုက ပြုံးသွားသည် ကုစရာနည်းနည်းတော့သဘောပေါက်လာပြီပဲဒါပေမဲ့အဲ့လိုမဟုတ်ဘူးလွှတ်ဝတ်တယ်နှဆိုင်တယ်လေးနက်မှုတွေတဲဆောင်လာတဲ့ပေါ့ပြပြမြင်းပြန်တကောင်မှာသူ့ကြောပေါ်ကခရမ်းပြာရောင် ကုံနှီးထဲမှာဝုလက်စလက်ကတ်တရာလမ်းမကိုဖမ်းဆုပ်ရင်း ရွက်တိုင်ထိပ်ဖြာသူကိုယ်တိုင်ပြန်တန်းသွားတဲ့သူပါသဘောပေါက်လားမသိဘူးမင်းမင်းစကားတွေကိုဆက်နားထောင်မဲ့အစားငါတေးလိုက်ဖို့ပဲကောင်းတော့မယ်ထင်တယ်တစ္ဆာကိုင်းဖြာတာခင်းပြီကြတော့ကွာကျွန်တော်စကားကိုငတိကပြုံးပြီးအလျင်မလိုနဲ့လေတည်ရင်တရားကို အလျင်လိုလို့မရဘူး30တပုံကပါမဲ့မရမချင်းအရင်လိုလို့ကိုမရဘူးဟုတ်ဘဲဟုတ်ပြုတ်သလိုပေါ့3မိနစ်ကြာရင်ကြာမယ်မိနစ်30ကြာချင်းကြာမယ် ဒါလဲငါအနှင်းနဲ့အမြန်သိမယ်လို့ပြောတာပဲမဟုတ်လားဟင်ကျွန်တော်ဤကရုံကရင်အမေကိုဘေးနားကတခေါမမှဝင်မပြောတော့တန်းစော်တက်ကတက်စခန်းထပြီးကိုလူသေးရင်မှုခင်းရှူတော်နဲ့မှာဖိုးကာလာနဲ့ကိုလူရဲ့မသားပုံကို ပြုံးပြုံးကြီးထည့်ပေးဖို့ဟော်ရီကတန်းစော်ရဲရဲကြီးတောင်းဝင်ရှူတယ်ဟင်ငါမသိသေးဘူးလေဟာတေးမသေးကြနေပြီလေကိုလူရဲ့အနေအထိုင်ပတ်ဆက်မှုကိုလူရဲ့ရုံမှမှုတို့က တီလီမာလေးနဲ့ကြောင်ကရင်ပြက်ကိုဖြစ်နေပြီ။ဟင်အဲ့ဒါမှုကင်းရှုတော့ကအမှုကောင်းစဉ်ကြီးမဟုတ်လား။အဲ့ဒီလိုကိုဖြစ်နေပြီလို့ပြောပါရယ်။အော်ငါဟိုဘက်လဲလဲတေးဒီဘက်လဲလဲတေးဖြစ်နေပါရောလား။အဲ့ဒီတော့ငါဘာဆက်လို့ရင်ကောင်းမလဲဟင်။ကိုရွာကိုပြန်ပြီးခေါင်းချတာအကောင်းဆုံးပေါ့ဗျာ။သူတို့ပြောမှကျွန်တော်အမေကိုကျွန်တော်ပြန်တရိယာသွားဤ။ဟုတ်သား။ကိုအိမ်ကိုပြန်ပြီး ကိုယ်မေလက်ပေါ်မှာခန့်ခန့်ညာညာပြန်သေးတာကမှဟုတ်အောင်မယ်။နောက်မဟုတ်ရင်ဒီမတမာသူတွေလက်ထဲမှာတော့တေတောင်အေးအေးစိတ်ချလက်ချသေးရမှာမဟုတ်ဘူး။ဟုတ်တယ်။မသေးမယ်ဆိုရင်တော့မော်လမြိုင်ပြန်သေးမယ်ကွာ။ကျွန်တော်ရဲ့အတန်လိုက်ထန်စကား။ထိုတော့မှအားလုံးမျက်လုံးများဝင်းလက်သွားကြပြီ။ဟုတ်တယ်ကုလူဒီအချိန်ကအချိန်ကောင်းပဲ။ဒီအချိန်မှာတေမကုလူအာသူဘကစီမာနောက်ဆိုကုလူလိုအကျင့်ရုပ်ပုံမျိုးနဲ့က မိဘတောင်လိုက်ပို့ခြင်းမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့နောက်ွယ်မှာတော့ဘလောင်းပလဲလှုပ်ပြီးမတည်နဲ့နောက်သေးကိုတည်မယ်ဆိုတဲ့ဂရိပေးသွားဟင်းကြည်ပါအောင်ပြောပုံကအားရစရာဒါကိုနောက်တစ်ယောက်ကဆက်၍ဒါအမှန်ဆုံးဆုံးဖြတ်ချက်ပေါ့ဗျကဲဒါဆိုအားလုံးခွတ်တိုက်ပြီးတော့ကိုကြည့်အတွက်တချင်းလေးတစ်ပုတ်ချင်းမြင်လိုက်ရအောင်ဆိုပြီးခွတ်အားလုံးမြှောက်လိုက်တော့ကိုလဲရောင်တောင်ပေါင်တောင်နဲ့ကိုခွတ်ကိုမြှောက်ပြီးချင်းကလေးနေအောင်တိုက်လိုက်သည် ထိုချိန်မှာပင် မတိများထံမှတံပြိုင်ထွက်လာသောတချင်းတန်က happy day day to you happy day day to you happy day day so ji view happy day day to you တဲ့ဩပျော်စရာကြီးပါလားနော်တေးရတော့တချင်းလေးနဲ့တေးရမှာကင်စာတဲ့အမေရဲ့ကြောက်ကြတလုံးတော်မရှိတော့ဘူးတဲ့ဗျအင်ရောရောက်ချင်းပြောလိုက်တော့ကျွန်တော်စကားကြောင့်အမေမျက်လုံးပြုတ်တက်သွားသည် နောက်မှ ဟဲနေဟာကမဟုတ်သေးပါဘူးတို့စီမှာဒီမျိုးမျိုးမရှိပါဘူးလာလာဆရာဝန်တွေ့ပြမယ်ဆိုပြီးလမ်းထိပ်ကစေကန်းကိုခေါ်သွားတယ်စေကန်းရောက်တော့ဆရာဝန်ကဓာတ်မှန်ရိုက်ထားတာရှိလားဟုတ်ကဲ့ရှိပါတယ်ဒါဆိုကျွန်တော်ကိုပြပါဆိုတော့ကျွန်တော်လဲကြောက်ကတလုံးမဲ့ဓာတ်မှန်ကိုထုတ်ပြလိုက်သည်ဒါကိုဆရာဝန်ကဓာတ်မှန်ကိုကြည့်ပြီးအာဘယ်နဲ့ကင်စာရမှာလဲဗျဒါရေတောင်နေလို့ကြောက်ကက်နဲ့စီးအိမ်သွားတဲ့လမ်းကြောင်းပုတ်ပြီ သွေးကြောပေါက်သွားတာဘာကင်စားအမှမဟုတ်ဘူးဟင်ဒါဆိုကြောက်ကတလုံးမရှိတော့ဘူးဆိုကျွန်တော်အမေကိုဆရာဝန်ကမျက်နှာရှုပ်မဲ့လိုက်ပြီးဘယ်နဲ့မရှိရမှာလဲဗျဒီမှာနှလုံးလုံးရှိနေတဲ့ဟာဒီမှာတွေ့လားဆိုပြီးကြောက်ကနှလုံးကိုလက်ညှိုးနဲ့ထောက်ပြသည်ထို့တော့မှကျွန်တော်လည်းအဖြေရှင်းသွားတော့ဤတော့ဟိုကောင်နေငါ့ကိုဘာမဟုတ်တဲ့ယောဂအကြောင်းပြပြီးဒီကြောင်ကြံတာဟုတ်ကဲ့ပြည့်တတ်ကြီးခမညာ ကျွန်တော်တေချောင်းကြံခံခဲ့ရဘူးပါတယ်ကျွန်တော်ကိုတေချောင်းကြံသူများလဲယခုလက်ရှိတက်ရှိထင်ရှားရှိနေကြပါသေးတယ်ဒီမတတော်သူများကိုလက်စားချေရန်ကျွန်တော်အကြည့်တော်ကလဲသူတို့ဖျားမိရက်ကို လက်ချိုး၍စောင့်နေပါကြောင်း ခမညာ